ြင်းလင်းမျိုးတော့အရန်ပူတာပဲဒီအိမ်လေးရလေအရန်ကြိုက်လို့နောက်တစ်ချိန်ပြန်လာကြည့်တာဒီလားနှွေရသည် summer vacation ဟုတ်နေမယ်ဆိုလို့ရှင်ဒီလိုအိမ်မျိုးလေးရတကယ်ကိုအရန်မိုက်တယ်ဗောနော်အပင်နေလဲဒီမှာစိုက်ထားဒီပင်နေဆိုရမ်းကြိုက်တယ်ခြံလေးရဲ့အကျယ်က80ပတ်လဲရှိတယ်နောက်ပြီးတော့230ဂရမ်ကြီး 30ဂရမ်မြေ80ပလက်ရှိတယ်အနည်းစခန်းမှာရှိတယ်အိမ်ထဲသွားကြည့်ကြမယ်ကြားလဝါပင်ကြီးအကျူးကြီးပဲကြိုက်လိုက်တာဒါလေးလည်းရမ်းလှတာပဲအေးဒီဇိုင်းလေးကပြောမယ်ဆိုရင်ဆန်းဆန်းပြပြလေးလည်းမဟုတ်ဘူးဒါပေမဲ့ classic sand နေပေါ့နော်ဒါလေးက ဒါလေးကဧကန်လေးလှရမှာလိုက်ကလေးလှလာအောင်အော်လုံချုံရေးတမန်တန်တကားတွေလည်းပါတယ်ဒါဧကန်ခြေပေါ့နော်အမ်ဒီမှာဆိုလို့ရှိရင်ဒါ TV ပါညာထားလို့ရမယ်စင်ကလေးတွေပါမယ်ပန်းအိုးလေးလည်းချစ်စရာလေးအော်ဖះရှင်ပြပြုံးမယ်ရင်ကြိုက်တယ်ဖះရှင်ဒီမှာပါ ဒီလေးရလေခုခေစည်းနှုံနေဆိုရင် တကယ်ကိုရမ်းတန်သွားပြီပေါ့နော်သူက1800ခေါ်ထားတယ်ဒါကိုအင်ရှင်ကညှိနှိုင်းပေးဦးမှာဖြစ်တယ်ပေါ့နော်ည30ဂရမ်လေးဖြစ်တယ်အနီးစခန်းရဲ့ဒီအမ်မြို့ဆောင်လမ်းမနဲ့လည်းနှီးတယ်အမ်နှီးပြားဘက်ကနေလာလိုက်မယ်ဆိုလို့ရှိရင်လည်းနှီးတယ်အမ်သူကဆယ်လမ်းထဲမှာရှိတယ်ဒီမှာဖျားစင်းတို့တော့လည်းစင်ကျင်ကြောက်ဖျောင်းနိုင်ထုံတဲ့ဟာအမွေးနိုင်ထုံတဲ့ဟာကြီးကဆာလဲစင်ကျင်ကြောက်တကယ်အလေးကြီးပဲဖတ်အိုးကြီးဆိုကြီးကြီးပေါ့နော်ဖျားတက်ပဲဖျားကန် လေးတွေတိုက်ပြီးတော့အပင်လေးနဲ့မိသားစုအဲ့လိုအေးအေးဆေးဆေး summer vacation ဟုတ်နေမယ်ဆိုရင်လေဒီလိုအိမ်မျိုးလေးတွေကအထူးသင့်လျော်ရပါတော့เนาะဒါလေးကဒါလေးကလေဝိုင်လေးပါညာလေးထည့်တော့လို့ရအာတမချက်ကချက်ကနဲ့အဲဒီလိုပေါ့နော်တောက်မယ်အမမောချက်ကအရင်ကြိုက်တယ်အရှမ်းမိုက်တယ်ဖီးရ တော်တော်ကိုအေးစစ်စစ်လေးကိုရင်ကိုရလိုပဲလိုက်ကြည့်ကွာမမုံတအားကြီးမရှင်းပြတော့ဘူးမမုံတို့ဒီအိမ်လေရောက်တယ်ပေါ့နော်ဒါလေးကဒါလေးကကွန်မွန်တိုင်လက်လေးဒါလေးကလည်းမာစတာဘက်ရုံပဲကျဲကြီးပဲမာစတာဘက်ရုံကြီးရမာစတာဘက်ရုံရေချိုးကန်းအိမ်နာဆိုလဲကျဲကြီးပဲကွာဒီမှာမာစတာဘက်ရုံရေချိုးကန်းအိမ်နာပြပေးအောင်မယ် မှချစ်ကြည့်ပါအောင်ဒါလည်းမစာဘတ်ရောမသိလားဒီမစာဘတ်ရောကပူကျဲတယ်အဲ့တော့ဒီမှာဆိုလည်းထမင်းစားစပွဲလေးနေလှရနော်အမောကကြိုက်တယ်ပြော်လေအေးအေးစစ်စစ်လေးမိသားစု တစုအဲ့လိုနေမယ်ဆိုလို့ရှိရင်ဒါတော်တော်ကောင်းတယ်ပေါ့နော်ဒါလေးကအစင်ကြီးခန်းလေး ဒါလေးကမာစတာဘတ်ရောလေးအဲ့တော့ဒီအိမ်မှာဆိုရင် မာစတာဘတ်ရောနှစ်ခန်းပါမယ်စင်ကယ်တစ်ခန်းပါမယ်ကစ်ချန်အတိုင်းလေးပါမယ်အော်ဒီမှာမမနိုမိတ်ကလေးဆိုလို့ရှိရင်ဒီမှာအကလေးကလိုက်မယ်ဆိုရင် အဝက်ကစ်ချန်လေးတည်တန်းလုပ်လို့ရမယ်။ရှောက်လန်းဆိုလဲကျဲတယ်ပေါ့နော်။အဲ့လေနောက်ဖေးကနေဆက်ထွက်လာမယ်ဆိုလို့ရှိရင်ဒီဘက်နားလေးရောက်မယ်။ဒီဘက်နားလေးမှာကကားကိုရောင်လေးနဲ့ဒီမှာကွန်မွန်တိုင်းလက်လေးတည်တန်းပါတယ်။ဒါကြောင့်မို့လို့ဒီမှာ driver room နေနဲ့ထားမယ်ဆိုလို့ရှိရင်ထားလို့ရတယ်။ရမ်းတယ်မြန်လာတဲ့အိမ်လေး။အဲ့လေလိုက်ပြပေးရ။လိုက်ကြည့်ပြရတဲ့ကျေးဇူးပါ။